မင်္ဂလာပါဂေါခတ်ကပြန်လည်ကြိုဆိုပါတယ်ဒီနေ့ဖတ်ပြမယ်စာအုပ်လေးကဆရာကက်စပါဇောဘာသာပြန်တဲ့ရှင်းလင်းစွာစဉ်းစားခြင်းအမှုပညာတွေဟာဟာဗတ်ကခမားကိုပိုစမတ်ဖြစ်အောင်လုပ်ပေးသလားရေကူးသမားခန္ဓာကိုအစွဲစမတ်ဘော်ဒီအီလူရှင်အစေးရည်သူနဲ့ယင်းနှိမ့်ညွန့်တဲ့သူတယောက်ဖြစ်တဲ့နာစင်တာလက်ဟာ သူ့မှာတိုးလာတဲ့အစီအပေါ်တွေအတွက်တခုခုလုပ်ဖို့ခြံစီပါလေ။အားကစားမျိုးမျိုးကို သူစဉ်းစားကြည့်တယ်။လမ်းလျှောက်သမားတွေကြည့်ရတာကြုံလီပြီးမပြောမချွင်ဖြစ်တဲ့ပုံပေါက်တယ်။ကာယပလသမားတွေကြတော့ကြီးပေါ်ကြီးဖြစ်ပြီးထုံထိုင်းတဲ့ပုံပေါက်တယ်။တင်းနစ်ကစားမလားဆိုတော့လေအထက်နည်းနည်းရောက်တဲ့လူတန်းစားတွေကစားတဲ့ကစားနည်းမျိုးဖြစ်နေတယ်။ယေကုသမားတွေကိုစဉ်းစားပြီးတော့သူတို့ရဲ့တောင့်ဖြောင့်ပြီးအချိုးကျတဲ့ body ပုံစံကဆွဲဆောင်မှုရှိတယ်လို့သူထင်မိတယ်။ အဲ့ဒါနဲ့အိမ်သားကရေကူးအသင်းတစ်ခုမှာစီးရင်သွင်းပြီးတပတ်ကိုနှစ်ကြိမ်ပြင်းပြင်းထန်ထန်ရေကူးလေ့ကျင့်ပါတော့တယ်မကြမီမှာပဲသူဟာအစွဲဖြစ်နေတယ်ဆိုတာကိုသိလာတယ်ကြီးစားရေကူးသမားတွေဟာလေ့ကျင့်ခန်းတွေပြင်းပြင်းထန်ထန်လုပ်ရတာကြောင့်သူတို့မှာပြည့်ပြည့်စုံတဲ့ body ရှိတာမဟုတ်ဘူးသူတို့ဟာသူတို့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံကြောင့်သာထူးချွန်တဲ့ရေကူးသမားတွေဖြစ်လာကြတာပါသူတို့ကိုကြီးစားရေကူးသမားအဖြစ်ရွေးချယ်သတ်မှတ်ပေးတဲ့အရာဟာသူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတိဆောက်ပုံကြောင့်ဖြစ်ပြီး သူတို့ရဲ့လေ့ကျင့်မှုတွေကြောင့်ဒီလိုခန္ဓာကိုယ်ဖြစ်နေကြတာမဟုတ်ပါဘူးထုံနီးတူစွာပဲမော်ဒယ်မလေးတွေအလှကုန်ပစ္စည်းကြော်ညာကြတဲ့အခါအမျိုးသမီးသုံးဆဲသူတွေကအဲ့ဒီအလှကုန်ကိုသုံးလိုက်ရင်အဲ့ဒီမော်ဒယ်မလေးလိုလှသွားမယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီမော်ဒယ်မလေးလိုလှအောင်အဲ့ဒီအလှကုန်ပစ္စည်းကလုတ်ပေးထားတာမဟုတ်ပါဘူးမော်ဒယ်မလေးတွေဟာလှတတ်ပတ်တရုပ်ရည်လေးနဲ့မွေးဖွားလာလို့သာလှနေကြတာဖြစ်ပြီး အဲ့ဒါလို့လှနေကြလို့သာအလကုံကြော်ညာမဲ့မော်ဒယ်အဖြစ်ရွေးချယ်ခံရတာဖြစ်ပါတယ်။ယကူမားရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံလိုပဲမော်ဒယ်လေးတွေဟာလည်းသူတို့ရဲ့ပင်ကိုယ်အလကြောင့်သာမော်ဒယ်အဖြစ်ရွေးချယ်ခံရတာဖြစ်ပါတယ်။သူတို့ကြော်ညာတဲ့အလကုံကြောင့်လှနေတာမဟုတ်ပါဘူး။အဲ့ဒါလို့ရွေးချယ်ခံရခြင်းအကြောင်းအရင်းနဲ့ရလက်ကိုရောထွေးနေကြတဲ့အခါကျွန်တော်တို့ဟာတာလပ်ကြုံတွေ့ရတဲ့ယကူသမားခန္ဓာကိုယ်အစွဲတွေကိုကြာရောက်သွားပါတော့တယ်။အဲ့ဒီအစွဲသာမရှိဘူးဆိုရင် ကြော်ညာပွဲတွေရဲ့တဝက်လောက်ဟာအလုံးမဖြစ်ဘူးဖြစ်သွားပါလိမ့်မယ်။ဒါပေမဲ့ဒီအဆွဲဟာ body အမိုက်စားရှိတယ်ဆိုတာထက်ပိုပါတယ်။ဥပမာအားဖြင့် harvest တက္ကသိုလ်ဟာဂုံတင်းကြီးတဲ့ထိတ်တန့်တက္ကသိုလ်တွေထဲမှာပါပါတယ်။ထင်ရှားကြော်ကြားပြီးအောင်မြင်ခဲ့တဲ့လူတော်များများအဲ့ဒီတက္ကသိုလ်မှာပညာစီမှုခဲ့ကြပါတယ်။အဲ့ဒါနဲ့ပဲ harvest ဟာကြောင်းကောင်းတစ်ခုဖြစ်သွားသလားကျွန်တော်တို့မသိပါဘူး။เจ้าก็ไม่ก้าวเหมือนแม้ลูรอริโกไปยื้อปีลักษณะမျိုးเลยผิดก้าวขึ้นไหนมาเลย အဲ့ဒါတော့အတွေ့အကြုံမျိုးကိုဆွစ်ဇာလန်မှာရှိတဲ့ Saints Garland တက္ကသိုလ်မှာကျွန်တော်ကြုံမှုပါတယ်။အဲ့ဒီကြောင်းဟာဥရောပမှာရှိတဲ့ထိတ်တန့်စီးပွားရေးကြောင်းဆယ်ကြောင်းစီးရင်ဝင်ပါတယ်။ဒါပေမဲ့ကျွန်တော်ကြုံခဲ့ရတာကတော့အဲ့ဒီကြောင်းဟာလွန်ခဲ့တဲ့25နှစ်ကကြုံခဲ့တာပါ။တာမန်ကြောင်းတစ်ကြောင်းပါပဲ။ဘာပဲပြောပြောအဲ့ဒီကြောင်းတော့အတော်များများကအောင်မြင်နေကြတာတော့တွေ့ရပါတယ်။အဲ့ဒါရဲ့နောက်ွယ်ကအကြောင်းရင်းကိုတော့မသိပါဘူး။ချင်းမြောင်းနဲ့တောင်ကြားလေးမှာရှိတဲ့ရာသီဥတုအခြေအနေကြောင့်လား เจ้าก็ยาวเนี่ยคาเฟ่ดีเรียจังล่ะไม่ดีป่าวဖြစ်နိုင်ခြင်းအများဆုံးအကြောင်းရင်းကတော့မှန်ကန်တဲ့ကျောင်းသားစီစစ်ရွေးချယ်လက်ကပ်မှုကြောင့်ဖြစ်နိုင်ပါတယ်။ကမ္ဘာအနှံ့က MBA ကျောင်းတွေကတော့ကျောင်းဆင်းပြီးနောက်အလုပ်လုပ်တဲ့အခါရတဲ့ဝင်ငွေစည်ရင်းအင်းကိုပြပြီးကျောင်းသားတွေကိုငစားချပါတယ်။အဲ့ဒီအချက်ကြောင့်ကျောင်းသားတွေဟာကျောင်းတက်စင်မှာပေးရတဲ့မြင့်မားတဲ့သင်တန်းကျွေးတွေကိုပေးကြရပါတယ်။ကျောင်းသားအတော်များများဟာအဲ့ဒီငစားကိုဟပ်မိကြပါတယ်။ ကျောင်းဟာစင်းအင်းအချက်အလက်တွေကိုအလဲသုံးစားလုပ်တယ်လို့ကျွန်တော်မဆိုလိုပါဘူး။ဒါပေမဲ့သူတို့ရဲ့စင်းအင်းတင်ပြချက်ကိုတော့ကျွန်တော်လုံးလုံးလျလျလက်မခံပါဘူး။ဘာကြောင့်လဲဆိုတော့ MBA တက်တယ်ဆိုကြတဲ့ကစီးပွားရေးကိုစိတ်ဝင်စားလို့တက်ကြတာပါ။ MBA ရသူတွေနဲ့မရသူတွေကြားကဝင်ငွေကွာခြားချက်ဟာ MBA ဘွဲ့ဆိုတာနဲ့ဘာမှမဆိုင်တဲ့အခြားသောအကြောင်းရင်းများစွာကြောင့်ဖြစ်နိုင်ပါတယ်။ယခုတမားခန္ဓာကိုယ်အစွဲကိုအလုံးမထည့်သွင်းစဉ်းစားကြည့်ပါ။ လုပ်ငန်းတွေကလူရွေးချယ်တဲ့အချက်ဟာဝန်ထမ်းလောင်းတွေရထားတဲ့ရလဒ်တွေနဲ့မသက်ဆိုင်ပါဘူးအဲ့ဒီအချက်ကိုဆက်လက်လေ့လာမယ်ဆိုရင်တော့ဝင်ငွေလစာချက်လက်မှတ်နဲ့မဆိုင်တဲ့အချက်တွေကိုအထူးပြုလေ့လာကြည့်ပါပျော်ရွှင်နေတဲ့သူတွေကိုသူတို့ရဲ့ရောင်းရဲပျော်ရွှင်နိုင်မှုနဲ့ပတ်သက်တဲ့လှုပ်ဝှက်ချက်ကိုကျွန်တော်မေးကြည့်တဲ့အခါကျွန်တော်မကြာခဏကြားရတဲ့အဖြေကတော့ရေတဝက်ရှိတဲ့ရေကွက်ကိုတဝက်ရောနေတယ်လို့မမြင်ပဲတဝက်ပြည့်နေတယ်လို့မြင်ရမယ်ဆိုတဲ့အဖြေပါပဲဒီလူတွေဟာ သူတို့ဟာမွေးကလေးကပျော်တတ်တဲ့ဗီဇပါလာတယ်ဆိုတာကိုသတိမပြုမိတဲ့ကြပဲအရာရာတိုင်းမှာအပြုသဘောမြင်တတ်လို့ပျော်ရွှင်နေကြတယ်လို့ထင်နေကြတာပါပျော်ရွှင်မှုဟာမွေးရပါကိုကြီးကိုသွေးနဲ့အများကြီးသက်ဆိုင်နေအဲ့ဒီကိုကြီးကိုသွေးဟာဘဝတစ်လျှောက်လုံးတည်မြဲသွားလိမ့်ရှိကြတယ်လေးလာမှုများစွာပြုပြီးရလက်ရှိပြီးဥပမာ Harvest ကဒန်ဂိလ်ဘတ်ရဲ့လေးလာမှုမျိုး Now လူမှုရေးသိပ္ပံပညာရှင်လက်ကန်နဲ့ Telegram ရဲ့ လေ့လာမှုအရာပျော်ရွှင်တတ်တဲ့သူဖြစ်ဖို့ကြိုးစားတာဟာအရက်ပိုရှည်တဲ့သူဖြစ်လာဖို့ကြိုးစားတာမျိုးခက်ခဲတယ်လို့မျိုးပဲခက်ခဲတယ်လို့ဆိုပါတယ်။ဒါကြောင့်ယေကုသမခန္ဓာကိုအစွဲဆိုတာဟာကိုယ့်ကိုယ်ကိုလှည့်စားထားတဲ့အစွဲတစ်မျိုးပဲဖြစ်ပါတယ်။အဲ့ဒါလို့အကောင်းမြင်တတ်တဲ့သူတွေကိုကိုယ်ရည်ကိုယ်သွေးတိုးတဲ့ရေစာအုပ်တွေရေးသားခိုင်းလိုက်ရင်အဲ့ဒီအစွဲဟာသူတို့ကိုသစ္စာဖောက်ပါလိမ့်မယ်။ဒါကြောင့်ကိုယ်ရည်ကိုယ်သွေးတိုးတဲ့ရေစာအုပ်တွေကလမ်းညွှန်ချက်တွေပေါ်နိကတွေကိုတည်တည်ချာချာစိတ်ငုလေ့လာဖို့လိုပါတယ်။ လူသန်းထောင်ပေါင်းများစွာအတွက်တက်ကျန်းစာအုပ်တွေကလမ်းညွှန်ချက်တွေဟာအလုံးမဖြစ်ပါဘူး။မပြောမရှင်ဖြစ်နေတဲ့သူတွေကလည်းသူတို့ရဲ့မပြောမရှင်ဖြစ်ရခြင်းအကြောင်းရင်းတွေရဲ့လှုပ်ဝှက်ချက်ကိုစာအုပ်ထုတ်ထားတယ်ဆိုတာမရှိသေးပါဘူး။အဲ့ဒီအချက်တွေကလည်းလှုပ်ဝှက်ချက်အဖြစ်ရှိနေသေးပါ။နေကုန်းချောက်ရမယ်ဆိုရင်တခုခုကိုလှုပ်ဖို့အားပေးစကားအပြောခံရတဲ့အခါသတိကြီးကြီးထားပါ။၆ပစ်ကင်းတယ်လို့ပြောနေရင်မြင့်မားတဲ့ဝင်ငွေရမယ်လို့ပြောနေရင်အသက်ရှင်မယ်လို့ပြောနေရင်ပျော်ရွှင်စေရမယ်လို့ပြောနေပြီဆိုရင်သတိသာထားပါတော့။ ယခုသမားခန္ဓာကိုယ်အစွဲနဲ့ညီပါတော့မယ်ရှေ့ဆက်တိုးတော့မယ်လို့ဆုံးဖြတ်ပြီးရင်မှန်တဲ့ကိုတေချာပြန်ကြည့်ပါကိုမြင်တဲ့အရာကိုရိုးရိုးသားသားနဲ့ပဲရှုမြင်သုံးသပ်ပါကျေးဇူးတင်ပါတယ်